အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကမှာတရားဝင် နေထိုင်ခွင့်ရှိနေသူများသွားလေရလာလေရစာရွက်စာတမ်းများယူဆောင်သွားပါဒါမှမဟုတ်ရင်တော့အဖမ်းခံရမယ်နှင်ထုတ်ခံရမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းပြေဆုံးကတော့ US Business Standard သတင်းဌာနက ဧပြီ16 2025မှာထုတ်ပြန်သွားတာကတော့တင်ဟာအမေရိကန်ပြည်တော်စုမှာနေထိုင်နေပြီးအမေရိကန်နိုင်ငံသားမဟုတ်ဘဲ green card တွေ H1B visa student visa စသဖြင့်နေထိုင်နေသည်ဆိုပါကမိမိသွားလေရနေရာအတိုင်းတရားဝင်နေထိုင်ခွင့်စာရွက်စာတမ်းများနဲ့မိမိနဲ့အတူအမြဲတမ်းရှိရန်လိုအပ်ပါတယ်အဲ့ဒါကတော့ April 17 2025မှာပူပူနွေနွေသမ္မတ Trump ရဲ့အစိုးရဖွဲ့ကကြေညာသွားခဲ့တာပါ အဲ့ဒီအမိန့်ကိုတော့ American လူမျိုးများအားတိုင်းတစ်ပါးကျူးကျော်သူများယံမှကာကွယ်ခြင်းလို့ခေါင်းစဉ်တက်ပြီးထုတ်ပြန်လိုက်ပြီးပြီးပါမှတရားမဝင်ခိုးဝင်ကျူးကျော်အထောက်အထားမဲ့တွေကိုရှာဖွေဖမ်းဆီးရန်ပုံမအားမြင့်လှုပ်ဆောင်တာဖြစ်ကြောင်းသိရပါတယ်။တကယ်တော့နိုင်ငံသားများဟာ American ပြည်တော်စုမှနေထိုင်နေရင်မှတ်ပုံတင်ကြရမှာဖြစ်ပါတယ်။အဲ့ဒီဥပဒေဟာ1940ခုနှစ်ကတည်းကရှိခဲ့ပြီးမိသည့် အမေရိကန်အစိုးရကမှအရေးတဝင်မလုပ်ခဲ့ကြပဲကြောင်ထိုးထားခဲ့တာကြပါပြီအခုသမရထရမ့်အလဲကြမှာပြန်လည်ဖော်ထုတ်ပြီးတိကျတဲ့လမ်းစဉ်များချမှတ်ခါအချိန်ကာလတွေသတ်မှတ်ပြီးပြည်내တန်းပေးနေပါပြီဥပဒေကတော့တင်ဟာအသက်14နှစ်ထက်ကျော်ပြီးအမေရိကမှာရက်ပေါင်း30ထက်ကျော်ပြီးနေမယ်ဆိုပါက G325R လို့ခေါ်တဲ့ပုံစံဖြစ်ပြီးမှတ်ပုံတင်ရပါမယ် ဆယ်လေးနှစ်အောက်ကလေးတွေအတွက်တော့မိဘတွေကစီရင်ပေးသွင်းရပါမယ်။အမေရိကကိုအသိရောက်ရှိသူများရပ်ပေါင်း30အတွင်းမှတ်ပုံတင်ရပါမယ်။မှတ်ပုံတင်တာပြက်ကွက်နောက်ကျခဲ့ရင်တော့ငွေတန်းသို့မဟုတ်ထောင်တန်းသို့မဟုတ်နှစ်ခုစလုံးကြားခံရမှာဖြစ်ပါတယ်။နေရက်လိပ်စာပြောင်းသွားခဲ့ရင်လည်း၁၀ရက်အတွင်းအကြောင်းကြားရပါမယ်။၁၄နှစ်ပြည့်လာတဲ့ကလေးတွေဆိုရင်တော့ရက်၃၀အတွင်းလက်ပွေနှိပ်ပြီးစီရင်ပေးသွင်းရပါမယ်။ အမေရိကမှာနေထိုင်နေတဲ့အိန္ဒိယကကလားတွေ9.4လေးတန်းတောင်ရှိနေပါတယ်။အဲ့ဒီတဲကကလား2သိန်း2000ဟာစာရွက်စာတမ်းမရှိတဲ့သူတွေဖြစ်ပြီးကြံတဲ့ကလားတွေကတော့ H1B တွေ Green ကတမားတွေကတော့မှတ်ပုံတင်ထားပြီးသားဖြစ်ရင်ထက်တင်စရာမလိုပေမဲ့သွားလေရလာလေရစာရွက်စာတမ်းများမိမိနဲ့အတူယူဆောင်သွားရမှာဖြစ်ပါတယ်။အဲ့ဒီလိုလုပ်ရတာကတော့အမေရိကရဲ့ပြည်တွင်းလုံခြုံရေးကိုပုံမတင်ချက် ိုးမြင့်တဲ့အနေနဲ့အမေရိကန်မှာနေထိုင်သူအားလုံးဟာအစိုးရစီမံတရားဝင်မှတ်ဖို့တင်ထားရန်စီမံထားစီမံထားတာဖြစ်ကြောင်း အမေရိကရဲ့ရှေ့နေများ ကောင်စီက business standard သတင်းဌာနကိုပြောပါတယ်။ပြီးတော့လည်းနိုင်ငံထဲတွင်မတမာသောလှုပ်ရှားမှုများကို ဟန့်တားရန်နဲ့လာဘကလူဝင်မှုကြီးကြပ်ရေးဥပဒေများကိုပုံမိုကောင်းမွန်လာစေရန်ဖြစ်ကြောင်းသူမကထပ်လောင်းပြောကြားသွားပါတယ်။အဲဒီလို တရားဝင်နေတဲ့ကွက်ရှိတဲ့စာပြတ်စာတမ်းတွေတော့မိမိနဲ့သွားလေရမရှိဆောင်ပဲဖမ်းမိခဲ့ရင်တော့ဒဏ်ငွေသို့မဟုတ်ထောင်6လကြာခံနိုင်ပါတယ်။ငါတော့မှတ်ပုံတရားစီရင်တွင်ပြီးပြီးငါ့ကိုတော့နှင်ထုတ်လို့မရဘူးလို့တော့မထင်ပါနဲ့။ပြင်းတန်းခံရနိုင်ပါတယ်။တင်းရဲစာပြတ်စာတမ်းဟာမပြည့်စုံတာတို့တက်တန်းကြော်နေတာတို့လိုအပ်တာတွေရှိနေခဲ့ရင်တော့သင်ဟာအဲ့ဒီပြစ်ဒဏ်ခံရမှာဖြစ်ပါတယ်။အမေရိကရဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ခရစ်စတီနိုဝမ်ကအသက်၁၈နှစ်အထက်အမေရိကမှာနေထိုင်တဲ့နိုင်ငံသားမဟုတ်သူများဟာမှတ်ပုံတင်ထားပြီးဖြစ်ကြောင်းအထောက်အထားကို ICE အဖွဲ့တွေလူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးအဖွဲ့တွေကတောင်းဆိုတဲ့အချိန်တိုင်းမှာ ထုတ်ပြနိုင်ရမှာဖြစ်ပြီးအဲ့ဒီအမိန့်ကို မလိုက်နာသူမရှိစေရဟု ထုတ်ပြန်ကြေညာသွားပါတယ်။အမေရိကမှာတရားဝင်နေထိုင်ခွင့်ရှိနေတဲ့သူတွေကတော့မိမိတို့ရဲ့စာရွက်စာနဲ့အထောက်အထားများကိုတက်တန်းပြည့်စုံအောင်ထားပါ မိတူမဟုတ်ပဲ original တွေကိုတေချာသိမ့်ပြီး GU site တည်ဆောင်သွားပါတာဝန်ရှိသူတယောက်ယောက်ကတောင်းဆိုတဲ့အခါသူ့ရဲ့ ID ကို တောင်းကြည့်ပါဘယ်အဖွဲ့ကလည်းဘာကြောင့်လဲဆိုတာကိုမှတ်တမ်းယူထားပါလိုအပ်မတင်ရင်ရှေ့နေတွေနဲ့ဆက်သွယ်ထားပါအကယ်၍တင့်ကို ICE အဖွဲ့ကစစ်ချင်းရန်ရက်တန့်ခိုင်းမှာကတည်ငြိမ်ပါမပြေးပါနဲ့သွားလို့ရမရမေးပြီးမှသွားပါ သူတို့ရဲ့အဖွဲ့အစည်းကိုတေချာကြည့်ပါ ICE agent တွေကပိုလိဆိုတဲ့ စာပါရီယူနီဖောင်းကိုဝတ်ပါတယ်။ဘာမှပြန်မဖြေပဲတိတ်ဆိတ်နေလို့ရပါတယ်။သူတို့ခွင့်မပြုပဲဟိုဝါယူဒီယာယူမလုပ်ပါနဲ့။ရှာဖွေဝရမ်းမပါရင်သူတို့ကိုရှာဖွေခွင့်မပေးပါနဲ့။တင်းရဲ့နေထိုင်ခွင့်အခြေအနေကိုမပြောလဲရပါတယ်။အမေရိကန်နိုင်ငံသားတွေကတော့အထောက်ထားရှိနေစရာယူဆောင်စားစရာမလိုပါဘူး။တရားဝင်တရားမဝင် နေထိုင်သူ ဖြစ်ပါက ရှေ့နေကို အမြန်ဆက်သွယ်ပါ။ ICE ကတင်းဟာ ဘာလူမျိုးဆိုပြီးတော့ဖမ်းတာမျိုးမရှိပါဘူးမလုပ်ပါဘူးမိသားစုနဲ့အရေးပေါ်ထွက်ခွာရမယ်လမ်းကြောင်းကို ပြင်ဆင်ပါဥပဒေနားမလည်ရင်ဘာမှဇာပြက်စာတမ်းတွေကိုလက်မှတ်မထိုးပါနဲ့တင့်ကိုဖမ်းသွားပြီဆိုရင်တော့တိတ်တိတ်နေပါရှေ့နေတောင်းဆိုပါတင့်ရဲ့ဥပဒေအကျိုးဆောင်မရှိပဲဘာမှဖြေစရာမလိုပါဘူးခုနပြောသွားတာတွေကတော့ရှေ့နေအဖွဲကအကြံပြုတဲ့အချက်လက်တွေပဲဖြစ်ပါတယ်အင်ဖြူတော်ကထုတ်ပြန်တဲ့ကြေညာချက်ကတော့အမေရိကမှာနေထိုင်သူ အမေရိကန်နိုင်ငံသားမဟုတ်တဲ့ green card တွေ yellow တွေ red card တွေ visa တွေနဲ့ student visa တွေရက်30ကျော်နေထိုင်သူတွေဟာဘ ਹੁ အစိုးရစီမှာ April 17 2025မှာနောက်ဆုံးထားစီရင်ပေးသွင်းရမှာဖြစ်ပြီးမလိုက်နိုင်ရင်တော့ဥပဒေကျူးလွန်ရာရောက်ပြီးထောင်ဒဏ်ဒဏ်ငွေသို့မဟုတ်နှစ်ခုသလုံးပေးဆောင်ရမှာဖြစ်ပြီးတင်ဟာမှတ်ပုံတင်ထားပြီးကိုယ်အကြောင်းကိုသိလို့ကိုယ်အိမ်ကိုပြန်မယ်ဆိုရင်တော့ ယခုပင် ပြန်ကြပြီးနောက်မှတရားဝင်ပြန်လျှောက်ပြန်ဝေလာနိုင်ကြောင်းအဲ့ဒီလိုမှမဟုတ်ပဲဖမ်းဆီးမိရင်တော့တိုင်းပြည်ကနေနှိထုတ်ခံရမှာဖြစ်ပြီးဘယ်တော့မှဒီနိုင်ငံကိုလာခွင့်ရတော့မှာမဟုတ်ပါဘူးသမရထရမ်က Fox News ရဲ့ China Post ရဲ့မှာပြောသွားတာကိုတင်ဆက်သွားတာကတော့အမေရိကမှာအခုတင်းကျပ်လာတဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေဟာဆိုရင် ငင်းချမ်းစွာနေထိုင်နေကြတဲ့အမေရိကန်နိုင်ငံသားများရဲ့အသက်အန္တရာယ်ဘေးထိုးကစီးပွားရေးနေတည်တူပါလုပ်ငန်းများဟာနိုင်ငံသားမှကျူးကျော်ရောက်ရှိလာတဲ့ရွှေ့ပြောင်းလာသူတွေကြောင့်ဒုက္ခရောက်နေကြကြောင်းအဲ့ဒီအတွက်ရွှေ့ပြောင်းနေထိုင်သူတွေဟာအခုချိန်ကစပြီးကိုယ့်အကြောင်းကိုယ်သိပြီးမိမိသဘောအလျောက်မူရင်းနိုင်ငံတွေကိုပြန်တော့မယ်ဆိုရင်ကြိုဆိုတဲ့အနေနဲ့လင်းရင်လက်မှတ်ခအခမဲ့ကူညီပေးပြီးအမေရိကန်အစိုးရကကူညီစီစဉ်ပေးသွားမှာဖြစ်ကြောင်း လိုအပ်ရင်ထောက်ပံ့ကျင်းွေများလည်းပေးပြီးကူညီသွားမှာဖြစ်ကြောင်းအမေရိကမှာနေထိုင်ခဲ့စဉ်နာမည်ကောင်းရှိနေတဲ့သူတွေကိုတော့မှတ်တမ်းယူထားမှာဖြစ်ပြီးနောက်လိုအပ်ရင် ပြန်လည်ခေါ်ဆောင်မှာဖြစ်ကြောင်းအဲ့ဒီနာမည်ကောင်းရှိနေသူများကို အမေရိကရဲ့လေယာစက်မှုလုပ်ငန်းတွေဟိုတယ်လုပ်ငန်းတွေစောက်တုပ်ရေးလုပ်ငန်းတွေမှာမြန်မြန်ခေါ်ဆောင်ပြီးလောက်ကန်ခွေပေးသွားမှာဖြစ်ပါတယ်အဲ့ဒီလိုခေါ်ဆောင်တာကတော့တရားဝင်လာခြင်းဖြစ်ပါတယ်လို့ အင်ပီရောကထုတ်ပြန်သွားပါတယ်။အခုလိုအစိုးရကကန့်လန့်တဲ့အစီအစဉ်ကိုလက်မခံမိမိဘာသာလဲမပြန်ပဲဆက်နေထိုင်ပြီး ICE အဖွဲ့ကဖမ်းမိခဲ့ရင်တော့ဖမ်းမယ်ပြီးရင် El Salvador ကငရဲစခန်းကိုပို့ဆောင်သွားပါမယ်လို့သိရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစ조사ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye